ဲ့အတာရောက်အောင်ပြန်ခဲ့ပါမယ်မေးဆောက်ကြူနေပါမမေ့နိုင်ပါဘူးပြောင်းတဲ့အတာရောက်အောင်ပြန်ခဲ့ပါမယ်မေးဆောက်ကြူနေပါချမ်းပြူပြူလေးနမကာကြူလေးလေးလွမ်းနေရင်မှကြာတော့ပါဘူးတာမောင်ကြီးတို့ဖွဲ့နိုင်ခဲ့ပါမယ်ကွာ င်းရနဲ့လူဒူပိုတီချူမြမြဝေးသစ္စာရှင်ပန်းပရောက်ကြည့်လေခွင့်ကျင်တန်ပြီလေဝေးကိမ်းမတီနဲ့တကူမောင်ွေဖလားလေးနဲ့ဆောက်ကျနေပါအကြတော့ပါဘူးတာမောင်ကြီးတို့ဖွဲ့တန်းခဲ့ပါမေကွာရှာဖို့တော့မျက်နှာကြည့်လို့ရောက်အောင်လာခဲ့ပါ ူလီပါကြာတော့ပါဘူးတာမောင်ကြီးတို့ဖွဲ့တန်းခဲ့ပါမယ်ကွာမင်္ဂလာပါအားလုံးပဲနဝရီခါခပွန်ခါအေးကျွန်တော်တို့ဘလို့ဆိုတော့စားကြပါဦးကျွန်တော်ယူကျူးမှာတလားဂျုံတော့ကျွန်တော်ညီကိုပြောက်သွားပါတော့နော်ကဲကဲကတော့ဟိုမှာတောင်းကားပေါ်မှာတင်ဆက်ပေးနေတယ်ပေါ့ဝင်ရံရော ကျွန်တော်ကတလားကြော်တော့ YouTube မှာမတင်ပြတော့နားထောင်လည်းမကြအောင်ဟုတ်လားပြည်သူတွေဟုတ်ဘယင်တန်လည်းမကြအောင်ဟုတ်လားပါမီးလည်းမကြအောင်ဆိုတော့အဲဒါပေမဲ့တော်တော်ဆယ်မှာပြည်သူတွေရှေ့မှာကြည့်ခဲ့ရတဲ့ရာဘုံတော်မင်းသားကြီးတို့ရောက်အောင်ပြန်ခဲ့မှာတို့ပါတို့နော်ကျွန်တော်တို့မတူညီတဲ့အဲဒီစစ်ကောင်စီဘက်ကအဲဘောမကောင်ဒီရဲ့ရင်းထဲကအစ်စ်မှန်မဟုတ်တဲ့ အမှုပညာကြီးထက်စာလို့ရှိရင်ကျွန်တော်တို့ဒေါ်လာရဲ့အရေးငွေပါတယ်ဒေါ်လာရဲ့အောင်နမိတ်တွေပါတယ်တကြံတချင်းစစ်စစ်ကိုပြည်သူတွေနားထောင်ဖို့အတွက်ကျွန်တော်ညီကိုအားလုံးအားလုံးပေါ့နော်စူးစမ်းနေကြတာပါဒါကြောင့် YouTube ပေါ်မှာမတွေ့ရတာဟုတ်ကဲ့ပါနော်ကျွန်တော်ညီကိုရေအခုဆိုရင်အဲဝေယံကြီးရောပြီးကိုကြီးတန်းရောတချင်းတွေသူတို့လုံနေနော်အများကြီးလုံနေဆိုတော့ပင်ပန်းကြအဲကြောင့်ကျွန်တော်ညီကိုရေမတင်ပြဘူး YouTube မှာအဲ့တော့လဲတိခန့်ခွင့်လုပ်ပေးကြပါကျွန်တော်နောက်ပိုင်းညီကိုရေအများနဲ့ ဆက်ပြီးတော့လောလောလုံးမှာအခုလောလောဆယ်ကကျွန်တော်တို့ကအမီးပဲရှိသေးတယ်နော်အရက်ကတော့မလာသေးဟိုတချင်ကိုပြောတာဟောအဲ့တော့ကျွန်တော်တို့အဲအခုနားထောင်လိုက်ရတဲ့ချင်းက brown နဲ့အတာ brown နဲ့အတာပေါ့နော်ဒါကျွန်တော်တို့ stick တင်နဲ့ထွက်မယ်အမှတ်တရပြည်သူတွေတင်ထားလို့ရမယ်အဲနောက်တခုမိတ်ဆက်ပေးလို့မယ်ကျွန်တော်တို့ချစ်စရာကောင်းတဲ့တော်လိုင်း T-shirt လေးကြည့်ကြည့်ပါဟုတ်ကဲ့ သားတွေမျိုးသားတွေအမျိုးသားပါရှင်မျိုးသားပါရှင်မျိုးသမီးကမျိုးသမီးပါရှင်နဲ့သူနှစ်ခုလှုပ်ထားတယ်ပေါ့နော်ကျွန်တော်တကြံပြင်းမှာလည်းဝင့်မယ်ဝင့်ပြီးသွားလို့ရှိရင်တကြံပြီးသွားလို့ရှိရင်အမှတ်တရလည်းကျွန်တော်သိမ်းထားလို့ရဝင့်လို့လည်းရပါတယ်မိုက်လည်းမိုက်တယ်အင်းကြီးကကျွန်တော်တို့သဘောကျတယ်ဟုတ်ပြီးတော့သူကပုံတွေပုံမှာလည်းသူကဟိုနဲ့ပေါ့နော်ဂန်းလွယ်ပြီးတော့ဘရောက်ပန်းနဲ့အဲ့လိုရေပတ်နေတာဟာမျိုးတွေအော်နမိတ်လေးပေါ့အော်နမိတ်နဲ့ပြီးတော့ဒီတရှင်းကတော်တော်ကျွန်တော်တို့တော်တော်သဘောကျပါတယ်ဘာလို့လဲအနှစ်သာရရှိတယ်ပေါ့နော်ဒီဘာလို့လဲဆိုတော့ ဟိုဘောမဘက်ကကောင်တွေကလည်းသူတို့သူတို့လှုပ်ဆိုင်ရှိကလှုပ်တာအခုထွက်နေရောဘာတကြံလဲဒီမိုင်းတွေကတောက်ချောက်ကျန်ရည်တွေအေးကျန်ရည်တွေအေးပါစေဂျုံတွေကကျန်ဆိုတော့ကျွန်တော်တို့ဟိုအောင်ဘာဘာလဲမြန်မာမှုနဲ့ဟိုဟာဖြစ်လို့ဆိုရင်ဟိုတချင်းတော့တရားဆွဲမယ်ဆိုတာပါဘုံတီးမယ်ဘုံတီးမယ်ဟုတ်လားဒါဆိုတော့ကျွန်တော်တို့ဒီတချင်းလေးကတော့ရှေ့မှာနားထောင်ခဲ့ရတဲ့ brown နဲ့ဒါကတော့ကျွန်တော်ရေးထားတယ်အဲတီဆူလာတာကျွန်တော် နောက်ဘောရပါဝါဗန်တီးခတ်ထားတယ်ကျွန်တော်တို့ဂီတာမူကုဖြိုးတီးခတ်ထားတယ်အဲနောက်ကျွန်တော်တို့အဲတခြားဘုံတွေနှဲတွေကိုပြည်တွင်းထဲကအမှုပညာရှင်တွေလည်းဒီဒီတော်လိုင်းကြီးတွေကအမှုပညာအဲဒီတော်လိုင်းကြီးမှာစီရီယံလုပ်ထားတဲ့အမှုပညာရှင်တွေကတီးခတ်ပေးထားတယ်နောက်ဒီအင်ကြီးလေးတွေကလည်းကျွန်တော်အင်ကြီးလေးတွေကပြည်သူတွေဘယ်လောက်ချစ်ဖို့ကောင်းလဲဆိုရင်ကျွန်တော်ဒီတော်လန်အဲကျွန်တော်အောင်ပွဲနဲ့တကြံရဲ့ဒီတီရှပ်လေးတွေကအခုဆိုလို့ရှိရင်ကျွန်တော်မနေ့က เนาะအထက်နေရကျွန်တော်တီချက်နဲ့မကျင်ညာသေးဘူးအထက်နေရအားပေးထားတာဟုတ်တယ်တော်နိုင်ရွတ်ပေါ့เนาะအားပေးထားတာရှိပါတယ်အဲ့တော့ကျွန်တော်နောက်ထပ်သချင်းလေးတစ်ပုဒ်နားဆင်ပြီးပါဒါကတော့ကျွန်တော်တို့ဇလန်းလေးလို့ကြည်ရမယ်သချင်းဖြစ်တယ်မင်းသားကတော့ကူဒီဂျိုကြီးတင်းဆောင်လာတယ်ကဲကဲတို့ရောဂျန်နဲ့ဦးလီအောင်လုံးတို့ရောအများကြီးပေါ့เนาะတော်နိုင်ရွတ်ကိုခင်လိုင်းတို့ရောကြည့်ကြည့်ရှုပေးပါကျွန်တော်သချင်းလေးရဲ့နာမည်ကအဲကျွန်တော်ရိုးရတဲ့ဂျန်ဂျန်မှာကျွန်တော်တို့အဲရိုးရတဲ့ဂျန်ကြီးကိုလွမ်းနေကြတဲ့ ပြည်သူတွေရဲဘော်တွေရဲဘော်တွေအဲတစ်ဖက်မှာလည်းရဲဘော်တွေကတကြံလွမ်းနေပြီမဲ့သူတို့လောက်ရမယ်တောင်းဝင်တွေကိုလှုပ်ဆောင်ထားတယ်ဆိုတာကိုကျွန်တော်တို့ရိုက်ခူးထားတာကဦးလေးကျော်တလင်းဖြစ်ပါတယ်ရှိရှိပြပါ့မယ် ေးဆွေးလူတူပူတူနဲ့ပြောမဆုံးနဲ့တဲ့ရယ်နာနာဒီကမယူနိုင်နဲ့နာနာဒီတို့တို့ရေခေါ်လီနဲ့မြူတဲ့တင်ညာကြံမူလီနဲ့ထူးတဲ့တင်ညာတကူရီစူစူရွှဲတော့ကဲလ 的肩，优雅的肩。的古拉耶，土的优雅的肩。 ဲ့တကြံဆိုတာကျွန်တော်တို့ရဲ့ယူတာကျွန်တော်တို့နှလုံးသားထဲကဖြစ်တယ်အဲရှေ့မှာကျွန်တော်တို့အဲဘလောက်နဲ့အတာသချင်းမှာကျွန်တော်တို့ပြောခြင်းနဲ့အဲပြည်သူတွေပေးခြင်းနဲ့နော်ပြည်သူတွေရင်ထဲကိုရောက်ခြင်းနဲ့စကလုံးတွေအဲပြည်သူတွေနှလုံးသားထဲမှာစွဲနေတဲ့ပုံရိပ်တွေအတိတ်ပဲတွေကမှပြောထားတယ်လို့ပဲเนาะကျွန်တော်တို့ရှာဖို့တော့မင်းသားကြီးတွေရောက်အောင်လာမယ်အဲတကြံက ရဲဘော်တွေကိုပြန်မြှော်နေရတာပြန်မြှော်နေရတယ်ရဲဘော်မှာကျွန်တော်တို့တချံကိုမမြှော်ဘူးအဲကျွန်တော်တို့ကတချံရောက်လို့ရှိရင်ဘလူပြိုကမရည်ရည်ပတ်ကြမယ်ဟဲ့လားတချံချင်းနေနားထောင်မယ်ဆိုတာရဲဘော်တွေလက်ရှိအချိန်မှာအဲ့လောက်အချိန်မရှိဘူးရှိဘူးအဲ့တော့ဘာဖြစ်သွားလဲဆိုတော့တချံကျတော့ရဲဘော်တွေရဲဘော်ဆိုတာလူငယ်တွေလေဟုတ်အဲကျွန်တော်တို့လူငယ်လေးတွေတိုင်းပြည်မှာဒီဒီတချံတွင်းမှာပျောက်နေတဲ့အခါမှာတချံကြီးကအတတချံကြီးကပြန်ရှာနေရတယ်အဲ့တော့ပြန်ရှာနေတဲ့တကြံတာတကြံကြီးစီရဲဘော်တွေရောက်အောင်လာမယ်ဆိုပြီးကျွန်တော်တို့ရှေ့မှာရေးခဲ့တဲ့ ပါတဲ့အတိတ်ပဲကြီးတာပေါ့နော်အဲဒုတိယတပုတ်ဖြစ်တယ်ဆိုတော့ရိုးရတဲ့ကြံရိုးရတဲ့ကြံဆိုတာကြံဆိုရင်ကျွန်တော်တို့ဒီမြန်နန္ဒာတန်ကြားလို့ရှိလို့ရှိရင်လွမ်းနေတယ်အဲလွမ်းနေပေမဲ့လည်းရဲဘော်တွေကိုယ့်အလုပ်ကိုလုပ်နေကြရတယ်တစ်ဖက်မှာပျော်နေကြတဲ့လူတွေကဟိုဘက်ဟိုဘက်ကမှပျော်နေကြတဲ့လူတွေကသူတို့ပျော်ကြပေါ့နော်တသက်ရဲဘော်တွေကသူတို့လောက်ရမယ့်ဟာသူတို့လုပ်တယ်ဒါပေမဲ့ကြံဆိုတာတော့သူတို့ရဲ့ရိုးရဖြစ်တဲ့အတွက်သူတို့နှလုံးသားထဲမှာရှိနေတယ်ဆိုတာလေးကိုကျွန်တော်တို့ လေးကျော်တလင်းရရိုက်ကူးပြီးတော့ပုံဖော်ထားတာပေါ့နော်ကျွန်တော်တို့ကိုဝီယန်တို့ကိုကဲကဲတို့ဂျန်နဲ့ညီကိုတွေကဝိုင်းလို့ကြအောင်ကဲအဲ့တော့ကျွန်တော်တို့တလက်စာတွေပြောချင်တာကအဲကျွန်တော်တို့ဒီခွေလေးတွေကတော့လုံးဝဆက်မရသေးဘူးတီရှတ်တွေကတော့အဲကျွန်တော်တို့ဝစ်ချင်တဲ့လူတွေကျွန်တော်တို့ဒီမှားချင်တဲ့လူတွေကျွန်တော်တို့ Facebook မှာ အောင်ပွဲနဲ့တကြံရိုက်လိုက်လို့ရှိလို့ရှိရင်ကျွန်တော်အိုက်ပေမှာစတင်မှာယူလို့ရနေပါပြီ။ဟုတ်ကဲ့။ခွေရတော့ကျွန်တော်တို့ပြန်ဖြန့်မယ်ရက်ကိုကျွန်တော်ပြန်ပြောပေးပါမယ်။ အဲ့တော့မြန်မြန်တော့မှားနော်ဟုတ်လားမြန်မြန်တော့မှားနော်မြန်မြန်မှားတော့မြန်မြန်ဥဆုံးခွဲရတာပေါ့ကဲအဲ့တော့ကျွန်တော်တို့အခုအဲတချင်းကတော့၄ပုတ်အခုလောလောဆယ်တော့ကျွန်တော်တို့၃ပုတ်ဖွင့်ပြမယ်နောက်ဆုံး၃ပုတ်ကတော့ကျွန်တော်တို့အဲမောက်ဝါလေးရေကျွန်တော်ညီလေးဖြစ်တဲ့ရန်ငင်းသူရေနော်မောက်ဝါဝါလိုက်ရေရန်ငင်းသူရေကလည်းရှစ်တိခတ်ထားတာတော့ကျွန်တော်ရှစ်ကပြောခဲ့တဲ့ညီကိုတွေပဲအောင်ပွဲနဲ့တကြံလို့ညီရတယ်ကထားတာရန်လှတယ်အဲကျွန်တော်တို့ချစ်စရာရန်ကောင်းတယ်ရှူစားကြည့်ပါခင်ဗျာ လေးတွေတည်ဆူဝါစီဘတော့သူဝေးပြီးပြောအမေပြုံးကတကူရေချက်ဖို့အေးချမ်းတို့ချူအဝဲတွေနဲ့တင်းချမ်းချူအဲ့တော့ကျွန်တော်တို့လွမ်းနေတဲ့လူတွေဂျင်းတတ်မယ်လူယုံကြည်တယ်တကယ်လားနော်မင်းသားမင်းသားမင်းသမီးအောင်အော်နောက်ကျွန်တော်တို့ အဒီရပုံရိပ်တွေကိုကြည့်ပြီးတော့ကျွန်တော်တို့ဒေါ်လန်ကြီးမြေမြန်အောက်ဆီဂျင်တွေပြီးကျွန်တော်တို့ကြံမှာနော်အဲပြည်သူတွေအားလုံးလွတ်မြောက်စွာပျော်ရွှင်ခြင်းတွေပြီးအခုကာလမှာတော့ကျွန်တော်တို့အဲအာရခတ်တော်အေအေကနော်ဆရာခိုင်ဒုက္ခပြောထားတဲ့အတိုင်းပါပဲကျွန်တော်တို့တို့ရခိုင်ပြည်နယ်မှာဆိုလို့ရှိရင်ကျွန်တော်တို့အမျိုးသားနေတွေတခြားပျော်ဝဲရှင်တွေထိမှတ်နေတွေအားလုံးမိထားတယ်ပြည်နယ်လုံးလွတ်မြောက်မှာအားလုံးနဲ့အတူတူပျော်မယ်ဆိုတဲ့စကားကိုဆရာ အဲအခုကပြောထားတယ်အဲ့လိုပဲကျွန်တော်တို့ကလည်းအခုတော့ဒီတချင်းတွေကကျွန်တော်တို့အပျော်လို့ဆိုထားတာမဟုတ်ဘူးပျော်လို့တီးထားတာမဟုတ်ဘူးပျော်လို့ကထားကြတာမဟုတ်ဘူးဒီရရမဲ့ရံပုံငွေတွေကတော်လိုင်းကြီးတွေဖြစ်မယ်နောက်ဘောမဘက်ချမ်းကလူပညာရှင်တွေပေါ့နော်အမှုပညာရှင်တွေပေါ့ဒီကောင်တွေလွတ်ထိုင်နိုင်လို့ပြီးတော့ကျွန်တော်တို့ကလွတ်ထားလို့မရအောင်ကျွန်တော်တို့ရဲ့အမှုပညာတွေကိုလေကျွန်တော်တို့လုံနိုင်တဲ့အမှုပညာစွမ်းရည်တွေကိုပြန်ပြရရင်ပြည်သူတွေမှာနားထောင်စရာတချင်မရှိမှာဆိုတဲ့အတွက် အဲကျွန်တော်တို့ရဲဘော်တွေရောပြည်သူတွေရောနားထောင်လို့ရအောင်ကျွန်တော်ရဲ့ကျွန်တော်တို့တော်လန်တကြံတချင်းလေးတွေနဲ့တင်ဆက်ထားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲအဲ့တော့ကိုကေကေနှုတ်ဆက်လိုက်ပါဦးကဲအဲ့တော့ကျွန်တော်တို့အမြန်ဆုံးပေါ့နော်ရဲဘော်တွေကိုလိုက်ရှာနေတဲ့အတာတကြံကြီးလဲနောက်နှစ်နေ့နောက်နှစ်နေ့မရှာမရှာအောင်လို့အမြန်ပြီးဆုံးရင်ပြီဟုတ်ကဲ့အဲ့တော့ ဒီတချင်းမြို့ကလည်းအများကြီးတိန်းထားတာမြို့တွေကလည်းအများကြီးတိန်းထားပြီဆိုတော့ကျွန်တော်တို့ထွေထူးတော့တိတ်တော့ပြောကြတာမလို့တိန်းထားတဲ့မြို့တွေမှာတကြံပွဲတွေကျင်းပမယ်ဆိုလေဒါကျင်းပလို့ရတဲ့အခြေအနေဒါပေမဲ့ရဲဘော်တွေကအဲ့ဒါကိုစိတ်မဝင်စားသလိုအဲဒီကောင်တွေကအချိန်မရွေးနော်ရဲရဲဆက်ဆက်လေနဲ့ကျဲတာတွေလောက်ကြံတာတွေဖြစ်နိုင်တာပေါ့နော်အဲ့တော့ကျွန်တော်အားလုံးနဲ့ဒန်းတူညီမြနော်ကျွန်တော်တော်လည်းအောင်နဲ့နေကြပါပဲအားလုံးပြပြပါပါနဲ့တချင်းတွေဆိုမဲ့ရေဒီပတ်မယ် တကြံရဲ့တကယ်လွတ်လပ်တဲ့တကယ်တကယ်လွတ်လပ်တဲ့ခံစားချက်နဲ့တကယ်အစကြီးပါအစကြီးကြောင့်အားလုံးပျော်ကြအောင်ပါခုလောလောဆယ်တော့ကျွန်တော်တို့ T-shirt လေးတွေစတင်မှာလို့ရပြီဝယ်ယူအားပေးလို့ရပြီဟုတ်ကဲ့ဒီသချင်းလေးတွေအမီလေးနားဆင်ထားတာဟုတ်နားဆင်ထားပေါ့เนาะကျွန်တော်နောက်တော့မှာမှာလေးအောင်ပွဲနဲ့တကြံအောင်ပွဲနဲ့တကြံရိုက်ရှာကြည့်ရအောင်အောင်ပွဲနဲ့တကြံ page မှာရိုက်ရှာကြည့်လိုက်ပါကဲအဲ့တော့အားလုံးနှုတ်ဆက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်